မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရဖျားထံတော်မှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါတယ်ဒီမိနစ်မှာကျေးဇူးတော်ကြောင့်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဖျားသခင်ပြင်ဆင်ပေးတဲ့အတွက်ကောရင်သူဩဝါဒစာဒုတိယဆောင်ခန်းကြီး1အပိုင်ငယ်17ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သို့မဟုတ်လျှင်စာရန်သည်ငါတို့ကို နိုင်မည်ဟုစိုးရိမ်စရာရှိ၏ သူဤအကြံစီများကိုငါတို့သိကြ၏ဒီနှုတ်ကပတ်တော်အဖြစ်ဗာတိရလဲဆိုတော့ကျွန်တော်တို့ဟာစာတန်ရဲ့အကြံစီများကိုသိပြီးသားဖြစ်တယ်စာတန်က ကျွန်တော်တို့ကိုဖျက်ဆီးဖို့ရန်လာတယ်ခိုးမယ်တတ်မယ်ဖျက်ဆီးမယ်ဆိုတဲ့သခင်ယေရှုခရစ်တော်ရဲ့စကားအတိုင်းကျွန်တော်တို့ရဲ့ဘဝတွေကိုဆုံးဆုံးမြုပ်သွားအောင်လုပ်ဖို့ကသူ့ရဲ့အကြံစီဖြစ်တယ်သူ့ရဲ့အတ္တိကမဟာအကြံစီကတော့ ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ကြားထဲကမိတ္တဟာယကို ပြက်ပြားစေဖို့ရန်ဖြစ်ပါတယ်အဲ့လိုပြက်ပြားစေဖို့ဆိုရင် သူလုံနိုင်တာတခုရှိပါတယ်အဲ့ဒါပါလဲဆိုရင် ကျွန်တော်တို့ကိုဘုရားမကြိုက်တာတွေကိုလှုပ်စေတာပဲ ဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့ကဘုရားမကြိုက်တာတွေကိုလှုပ်ပြီးတော့အပြစ်ထဲမှာနစ်မွန်းစေဖို့ရန်သူဟာနိလန်မျိုးစုံနဲ့ကျွန်တော်တို့ကိုဖျားယောင်သွေးဆောင်ပါတယ်ဒါကြောင့်စာတန်ကျွန်တော်တို့ကိုနိုင်နေဆိုတာက အမှန်တော့ ကျွန်တော်တို့ကိုဖျားယောင်းလို့ရသွားတာကို ဆိုလိုတာဖြစ်ပြီးတော့ကျမ်းစာအရာ ကျွန်တော်တို့ဟာစာတန်ကိုနိုင်တဲ့သူတွေပဲ ဖြစ်ရပါတယ်စာတန်ကကျွန်တော်တို့ကိုဘယ်တော့မှ နိုင်မဲ့သူမဟုတ်ပါဘူးယေရှုခရစ်တော်အားဖြင့်ဘုရားခင်က ကျွန်တော်တို့ကို အောင်ခြင်းအခွင့်ကို ပေးထားပြီးပြီမို့လို့အဲ့ဒီယေရှုကကြည်ပါတယ်ဒါဆိုရင် ကျွန်တော်တို့ကဘာဖြစ်လို့စာတန်ကိုအနိုင်ပေးရမှာလဲတဘောကတော့ကျွန်တော်တို့ကိုယ်၌ကိုယ်က အပြစ်ထဲမှာနေလိုတဲ့စိတ်အပြစ်ကိုမစွန့်လွှတ်ခြင်းနဲ့စိတ်ကြောင့်ဖျားယောင်းသွေးဆောင်ခြင်းကို ခံရပြီး ကျွန်တော်တို့ဟာဖျားသခင်နဲ့မိသားအရပြတ်မယ်ဆိုရင်အမင်္ဂလာတွေကျွန်တော်တို့စီရောက်လာမှာဖြစ်ပါတယ်။စာတန်က ကျွန်တော်တို့ကိုဖျားသခင်အခွင့်မရှိရင်ဘာမှလုပ်လို့မရပါဘူး။သို့တော်လည်းပဲသူကအဝေးကနေတော့ကျွန်တော်တို့ကိုဖျားယောင်းသွေးဆောင်နိုင်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ကျွန်တော်ရဲ့တတ်မှတ်တဲ့စိတ်ကစာတန်ကိုဆွဲဆောင်မှုရှိစေတယ်။ စာတန်ရဲ့သွေးဆောင်ခြင်းကိုခံရနိုင်စရာအကြောင်းရှိပါတယ်။အကယ်၍သာကျွန်တော်တို့ဟာဖះရဲ့လက်တော်အကွဲကားတွေကနေလွတ်သွားပြီးတော့မှအန်ဒီယေဇုံထဲကိုရောက်သွားရင်တော့ကျွန်တော်ရဲ့ဘဝဟာပျက်စီးနိုင်ပါတယ်။ဒါကြောင့်ညီကိုချင်းမာရွေးမှုတွေဖြစ်တဲ့အခါအားနည်းမှုတွေဖြစ်တဲ့အခါကျွန်တော်တို့ဆွဲထုဖို့သူတို့ကို ပြန်ပြီးတော့မိမိနေရာ၌ပြန်နေစေဖို့အလင်းထဲကိုပြန်ရောက်စေဖို့ရန်အတွက်ကူညီမာစာပေးရမှာဖြစ်ပါတယ် မာရွေးမှုထဲမှာတိတိကြီးနဲ့အခွင့်ပေးထားလို့မဖြစ်ပါဘူးစာတန်ကအပြစ်ကိုတွေးဆောင်နေဆိုရင်ကျွန်တော်တို့ကတော့ဖြောင့်မတ်ခြင်းလမ်းထဲမှာတွေးဆောင်ရမှာဖြစ်ပါတယ်ဒါမှသာလျှင်ဘုရားသခင်ရဲ့မိတ္တာဖွဲ့ခြင်းကို ပြန်လည်ရရှိပြီးဘုရားနဲ့ယဉ်ဤကျွမ်းဝင်တဲ့အတ္တအားဖြင့်ကောင်းစားခြင်းအခွင့်ကိုရမှာဖြစ်ပါတယ်ဒါကြောင့်အသင်းတော်ထဲမှာမာရွေးနေတဲ့သူတွေကိုဆုံးမရပါမယ်သူတို့ကိုကျွန်တော်တို့လမ်းမှန်ပို့ပေးရပါမယ် အပြစ်ရှိတဲ့သူတွေကိုအပြစ်ခွင့်လွှတ်ခြင်းနဲ့အတူသူတို့ကိုလွတ်မြောက်စေဖို့ရန်လုပ်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်စာတန်ရဲ့အကြံစီတိုင်းပဲကျွန်တော်တို့ကပါရောယောင်ပြီးတော့မှအပြစ်ထဲမှာရှိနေတဲ့သူကို ပို့ပြီးနှိမ့်မောအောင်မလုပ်သင့်ဘူး။ကို့အားဖြင့်အပြစ်သွေးဆောင်ခြင်းကို မရောက်ဖို့ရန်အတွက် အစဉ်တတိပြုရမှာဖြစ်ပါတယ်။ယုံကြည်သူတွေအနေနဲ့ကတော့ယုံကြည်သူအချင်းချင်းတမန်တရားလမ်းထဲမှာရှောက်လန်းနိုင်ဖို့ရန် ဖျားယောင်းသွေးဆောင်ရမှာဖြစ်ပါတယ်။ဘုရားသခင်ထံတော်ဘာကိုတိုးဝင်နိုင်ဖို့ရန်အတွက်တိုက်တွန်းပေးရမှာဖြစ်ပါတယ်။ဒီလိုတိုက်တွန်းခြင်းတွေအားဖြင့်သာလေစာတန်ကိုကျွန်တော်တို့တွန်းလှန်နိုင်မှာဖြစ်ပါတယ်။ဖျားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဘုရားကိုရုတ်ကိုကျေးဇူးတင်ပါတယ်။မာနတ်ကိုအရှုံးပေးရတဲ့သူမဖြစ်ဘဲဘုရားသခင်ကိုသာလေအရှုံးပေးတော်သူဖြစ်စေပါ။ဖျားယောင်းသွေးဆောင်မှုတွေနောက်ကို မလိုက်ဘဲကိုရောရဲ့အလိုတော်လမ်းနောက်တို့သာ လိုက်တက်စေဖို့မဆပါမန္တရဲ့အကျံစီကိုတိပြီးတော့သူ့ရဲ့အကျံစီတွေကိုဖြိုခွင်းနိုင်စေဖို့ကိုတော့မဆပါဒီနေ့တို့ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းရဲ့အသက်တာပေါ်မှာကိုရောလက်တော်ရှိပါမိအကြောင်းပုံကြည်ခြင်းဂုံပြုခြင်းအလုံးစုံကိုပေးလျက်သူတို့ပေါ်မှာလည်းခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးနဲ့ပတ်ရည်၍ဂျေဇုပြုပါမိအကြောင်းသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်း၍ဒီနေ့တာကိုအစာပြုပါ၏အာမင်